ဘယ်မင်္ဂလာပွဲတက်တက်သရိုးသမီးကိုအားနာမှုမရှိပဲပိုလှအောင်အပြည့်ပြင်ဆင်တက်လို့လူပြောများနေရဲ့ဤချော်ပုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာမှုဒလိရောရာထုံတန်းအစဉ်လာမှာပွဲလန်းသပင်အလူမင်္ဂလာမင်္ဂလာဆောင်အခမ်းအနားတွေကိုသွားတဲ့အခါမှာသရိုးသမီးတက်လှအောင်ပူပြီးတော့တောက်ပအောင်မပြင်းစင်အောင်ဆိုတဲ့တိကျတဲ့ထုံတန်းစဉ်လာမရှိပါဘူးဒါပေမဲ့မင်္ဂလာပွဲအလူပွဲတွေကိုသွားတဲ့အခါမှာပွဲပိုင်ရှင်အထူးသဖြင့်ပွဲမှာအဓိကဖြစ်တဲ့အလူအမဖြစ်စေမင်္ဂလာဆောင်မှာဆိုရင်သရိုးသမီးကိုဖြစ်စေလေး းစားသမှုအတိအမှတ်ပြုတဲ့အနေနဲ့အဲ့တဲ့တွေဟာပွဲရှင်တွေထပ်ပိုးပြီးတော့လှပအောင်တောက်ပအောင် ပြင်ဆင်လေးမရှိပါဘူး။ဒါကမင်္ဂလာပွဲရဲ့ဇလိုက်တော်ဖြစ်တဲ့သတို့သမီးကိုသူဘဝရဲ့အရေးကြီးဆုံးနေ့မှာအထူးခြားဆုံးနဲ့အတောက်ပဆုံးဖြစ်စေလိုတဲ့စေတနာပါ ဒါကလေးစားမှုကာရဝကိုဖော်ပြမှုအရာပါဒါကိုပွဲရှင်ကိုမျက်နှာသာပေးတယ်ဒါမှမဟုတ်ပွဲရှင်ကိုအားနာတယ်လို့ခေါ်ဆိုလို့ရှိပါတယ်ကိုယ့်ရဲ့ဝန်စားစီရင်မှုကပွဲရှင်ရဲ့အလှကိုလွှမ်းမိုးသောမှာကိုစိုးရိမ်နဲ့တိမ်မွေးတဲ့ယဉ်ကျေးမှုတစ်ခုပါပဲဒါပေမဲ့အမှုပညာလောကမှာဘယ်မင်္ဂလာပွဲကိုပဲတက်တယ်သူတို့သမီးကိုအားနာမှုမရှိပဲပူပြီးတော့တောက်ပအောင်ပြင်ဆင်ကသွားတက်လို့လူပြောများနေတဲ့သူတယောက်ရှိပါတယ်ဆိုရှယ်မီဒီယာပေါ်မှာမင်္ဂလာပွဲတက်ပုံတွေတက်လာတိုင်းမှာသူမရဲ့ဝိစ္စောသူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှတရား ွေကအမြင်နဲ့ comment တွေထဲမှာအဓိကဆွေးနွေးစရာဖြစ်နေပါတယ်။ဒီမှာကတော့ဗီဒီယိုဆောင်းမှာပြောထားတဲ့အတိုင်းပဲတရုတ်ဆောင်မင်းသမီးအီချိုးပူဖြစ်ပါတယ်။ ဣချောဘုကဘဲမင်္ဂလာဆောင်ကိုဝဲတော်တော်သရိုးသမီးထက်တောင်မှပိုလှနေလို့အားလုံးရဲ့အကြည့်တွေကသူမစီကိုဝဲရောက်စေတတ်ပါတယ်။ဣချောဘုဟာဟိုတလောကလည်းတငယ်ချင်းအရင်ဖြစ်တဲ့မေဘကြီးရဲ့မင်္ဂလာပွဲမှာသရိုးသမီးမေဘကြီးထက်တောင်မှပူပြီးတော့လှပနေခဲ့တာပါ။တချို့တွေဆိုရင်ဘသူကသရိုးသမီးအစ်စ်လေးလို့တောင်နောက်ပြောင်ရေးသားခဲ့ကြတဲ့အထီးပါပဲ။ဒါဟာမေဘကြီးကိုအပြစ်တင်တာမဟုတ်ပေမဲ့ဣချောဘုရဲ့တောက်ပမှုတွေကဘလောက်ထိပြင်းထန်တယ်လဲဆိုတာကိုပြသနေရပါ။ဒါကြောင့်လေသရိုးသမီးထက်ဣချောဘုကပူပြီးတော့လူ ူကြီးများပင်လူရင်းအယုံဆိုင်တာခံနေရတာဖြစ်ပါတယ်။အခုလည်းနောက်ထပ်မင်္ဂလာပွဲတပွဲမှာလည်းတရုတ်ဆောင်မင်းသမီးဤချောပေါ်ရဲ့အလှကအလုံးကိုငေးမောစီခဲ့ရပါ။သူမဝစ်ဆက်လိုက်တဲ့မြန်မာဝစ်ဆောင်တိုင်းကသူမရဲ့ငိုရှင်ရင်ဆွဲကောက်ကြောင်းအလှနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတန်ဘူးကြီးပွဲတဲ့ဝစ်ဆောင်တွေထက်တောင်မှပို့ပြီးတော့မျက်စိကျစရာဖြစ်နေတတ်ပါတယ်။ဒါကြောင့်လည်းတချို့ကတော့ဤချောပေါ်ဟာသူတို့သမီးကို အားမနာဘူးလား။ဘာဖြစ်လို့ဒီလောက်ထိအလှတွေပြင်နေရတာလဲဆိုကြပါရစေ။သူတို့ကဒါကိုသူတို့သမီး ီးပေါ်မှာမလေးစားတဲ့အပြုအမူတစ်ခုဒါမှမဟုတ်အတန်ရှင်းလိုခြင်းလိုတမင်တကာလှုပ်ယူတယ်လို့ထင်မြင်ကြပါတယ်ဒါပေမဲ့လေတကယ်တမ်းမှာတော့ဤချို့ဘုကအများကြီးမစင်မင်းနဲ့ကိုအားလုံးရဲ့ကြားထဲမှာထင်းထွက်နေရပါတကယ်တော့သူမဟာခစ်ပေါ်ဖက်ရှင်အမြင်ရှိသူတယောက်ပါဒါအပြင်ငကိုကလှတာကြောင့်ရောအများကြီးစီမံထားတာမဟုတ်ဘဲအယောင်ရွေးချယ်မှုခန္ဓာကိုယ်နဲ့လိုက်ဖက်မှုကိုဦးစားပေးတာကြောင့်ကြီးလိုက်တာနဲ့ဝန်းဖြစ်သွားစေခဲ့ရပါ မင်းသမီးချုပ်ဖို့ဟာအနုပညာပြိုးကင်းကနေတက်လာတဲ့တရုတ်ဆောင်မင်းသမီးဖြစ်ပြီးတော့သူမရဲ့အလားပါအခန္ဓာကိုယ်အချိုးအစားတွေကအမြဲတမ်းပြိသက်ပြောစမှတ်ပြုရပါတယ်။ဒါဟာသူမရဲ့နှိပေါင်းများစွာဂျင်းမှအချိန်ပေးပြီးတော့လေ့ကျင့်တိစောက်ထားတဲ့ဂျမ်းမှလာပါတဲ့ခန္ဓာကိုယ်အကြောင်းဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်မျိုးမှာဘယ်လိုဝိဆောင်နေပဲဝင်လိုက်ဝင်လိုက်အလိုလိုတောက်ပနေတာကသဘာဝကြပါတယ်။ဒါကြောင့်လေဤချိုးဘူကတကူတကပြင်ဆင်နေတာမဟုတ်ဘဲနဲ့ကိုသူမရဲ့သဘာဝအလှတရားတွေကသူတို့သမီးတွေထက်တောင်မှပိုလှပနေရကြအောင်အားလုံးကချီးကျူးနေကြတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အလှတရားဆိုတာကြည့်ရတဲ့သူရဲ့မျက်စိထဲမှာပဲရှိရပါဘူး။ ဤချောဖို့တရားမင်္ဂလာကြောင့်တော်တိုင်းလှပနေရကသူတို့သမီးကိုအာမနာတာထက်သူမကိုယ်တိုင်ကအနုပညာရှင်တယောက်နေနဲ့ပရိသတ်ကိုအမြင်နဲ့အကောင်းဆုံးပုံစံပြသလိုတယ်။သူမရဲ့ professional စိတ်ဓာတ်ကြောင့်လို့လည်းရှင်းပြနေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေနေနဲ့ဤချောဖို့ရဲ့အလားတရားတွေပေါ်မှာဘယ်လိုမျိုးမြင်ကြပါသလဲ။သူတို့သမီးတဲ့ဧည့်သည်ကပိုလှနေရကိုလက်ခံနိုင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။